ောက်ကနောက်ဆုံးပိုင်းအနေနဲ့တင်ငန်းစာနဲ့တက်ဆိုင်တဲ့အစမ်းမီးခွန်းလေးတွေကိုဖြည့်ကြည့်ကြအောင်လीနော်ဗီဒီယိုကြည့်နေတဲ့တငယ်ချင်းလေးတွေကလည်းကိုယ့်ရဲ့နားလည်မှုကိုစမ်းစစ်ကြည့်ဖို့အတွက်ခိုင်စင်တို့တငယ်ချင်း၃ယောက်နဲ့အတူလိုက်ပါဖြည့်ကြည့်ကြနော်။အဲပထမအဦးဆုံးခိုင်စင်စမိမယ်နော်။ဗန်စကားပေါ်ပါပေါ်များဆောင်းပါကိုဘယ်သူရေးတားခဲ့ရလဲ။ဟင့်အနေနဲ့ရွေးချယ်စရာ option လေးကိုပြမယ်နော်။ဆရာမောင်ခင်မင်းတနုပြူလား။မော်ဘီဆရာတင်းလား။ ဆရာလှသမိန်လားဒေါက်တာအောင်မြင့်ဦးလားစီဆရာလှသမိန်ဟာအဲ့ဒါလည်းဖြစ်မလို့ကွာရီနာဦးသွားကြည့်ရင်နောက်မေခွန်းနေအတွက်မိသားစုပြိုင်ပွဲလို့ပါဇက်တော့မှဖြစ်မယ်နော်ဒီတစ်ခါတော့အသက်ပြင်ထားရဲ့ဟဲ့အဆူလေးနာဆမ်းနေမယ်ဗန်စကားပေါ်ပေါ်ပုံများဆောင်းပါစကားပြေကိုဘယ်ကကောင်းလုပ်ထားရလဲအေးမြန်မာစကားမြန်မာရုပ်ပုံလား B. မြမတတိတုံစကားများ C. အထပေဒာနိဒံ D. မြမစာပေအစီအနှစ် D. မြမစာပေအစီအနှစ်နောက်ဆုံးကြတော့မေးခွန်းမေးခွန်းရပြီကွာကဲဒါဆိုရင် Alice ကမေးပြီနော်ဘန်းစကားဒီကွက်လက်တွင် စကားအတစ်အဖြစ်တီထွင်သုံးဆွဲသောခေပေါ်စကားများဖြစ်သည်ရွေးချယ်စရာ option ၄ခုအနည်းနဲ့ A. လူငယ်အဖွဲ့စီ B. လူမှုနယ်ပယ် C. တိုင်းရင်းသားနယ်ပယ် D လူစုလူဝေး E လူမှုနယ်ပယ်ဟုတ်မှန်ပါရှင်ဒါဆိုရင်နောက်တစ်ခုကဘန်းစကားများတွင်ဒီခုက A စီစနစ်အခြေခံများရှိသည် B စီစနစ်အခြေခံများမရှိပါ C သတ်မှတ်ချက်များရှိသည် D အကြောင်းအရာကန့်သတ်သည် A စီစနစ်အခြေခံများမရှိပါမှန်သလား ဟုတ်ပါတယ်။အဲဒါဆိုရင်နောက်ထပ်မိကုန်းတစ်ခုတင်ညုတ်တင်ခေါ်လာတော့ရှေးတုံးစကားကိုဘာလို့ခေါ်တယ်လဲ။ပါဠိလား၊ဝိစာစကားလား၊အန်စကားလား၊ပောရဏစကားလား။ဒီပောရဏစကား throughout else ကနေဆက်မိမယ်နော်။ ပေဆောင်မစကပြေကိုဆရာလသမီးရဲ့မြန်မာစာပေအစီအစဉ်ဆောက်ထရားနေပြောမှာကောက်နှုတ်ထားတာလေအေးမြန်မာစကားတန်တဲ့အနဲ့အတိတ်ပဲဘီဘန်းစကားပေါ်ပေါက်လာပုံများစီအတွင်ကွဲမြန်မာစကားများဒီဒလိသုံးစကားများနီးအန်စကားပေါ်ပေါက်လာပုံများပေါ့ဟုတ်ပါရဲ့အဆင်းရတဲ့တပုတ်ကမမျော်လင့်ပဲကံအားလျော့စွာအောင်မြင်တဲ့အခါ ဘယ်ဘန်းစကားကိုသုံးလို့ရှိကြလဲ A ဖုမယဓမ္မဆုံ B ငိုးရတုံးရေခမ်း C ကြက်ကန်ဆန်အိုတို့ D မွေပါလဲဆုံးသားလဲဆုံးငါဒါကတော့ပြောလေးပြောထားရှိရှိနေတဲ့အခါကျတော့ C ဆိုတာတေးကြရဲ့ကြက်ကန်ဆန်အိုတို့ဟုတ်ပါကြက်ကန်ဆန်အိုတို့ပါ Okay နောက်ထပ်တစ်ပုဒ် မြန်မာစကားပုံမူရင်းစကားကနေပြီးတော့လွဲယူပြီးအနက်တစက္ခာတင်စားသုံးထားတဲ့စကားကို ရွေးချယ်ပေးပါ A ဖွမရဓမ္မဆောင် B ကြောခိုင်းတီ C ရောပနာ D အာလူပေး A ဖွမရဓမ္မဆောင်ဟုတ်လားဟုတ်ပါ A ဆိုတော့ Alice ကနေပြီးတော့မှဆက်မိမယ်เนาะအောက်မှာပေးထားတဲ့ option ၄ခုကနေပြီးတော့မှစာလုံးပေါင်းတက်ပုံအမှန်ကိုရွေးပါ A ကဒုံးပေါ်ထိတ်ကွက်သည် B ကဒုံးပေါ်ထိတ်ကွက်သည် C ကဒုံးပေါ်ထိတ်ကွက်သည် D ကဒုံးပေါ်ထိတ်ကွက်သည် A ဟိုင်ဇင်ကတော့ Elias ရဲ့မိခွန်းလက်ကထိတ်ဝင်သွားပြီတေချာကြည့်ရင်အဖေက B ပါအာဟုတ်တာပဲတေချာမကြည့်ပဲလောမိတာအကုန်လွဲကုန်ပါပြီအဖေမောင်ဒီနော်ခိုင်စီရဲ့ Alice လိုမျိုးရှမ်းမလေးတော့မလုပ်ပါနဲ့ ဆာမွေးပွဲကြရင်တော့ဘယ်တင်ခန်းဆောင်ဆိုဆာလုံးပေါင်းတွေမရှမ်းမနေတေချာကြည့်ပြီနော်ခင်စီဟုတ်တယ်အဲလီစီနောက်ဆိုခင်စီတေချာကူးဆက်လိုက်မယ်နော်အာကဲအဖြေမှန်သွားရင်ဝိနာဆက်မီလီနော်နောက်တစ်ခုဟုတ်ပြီနောက်မီခွန်ကတော့မောင်မောင်မကိုလက်ကအဖြေမှန်ကိုရရှိခဲ့သည်ဆိုရင် A ဖုမီယာဓမ္မဆောင် B ချက်ကန်ဆောင်အိုတို C ဗိုလီဘောပုတ် B ချွတ်ချုံကြ B ချက်ကန်ဆောင်အိုတိုမဟုတ်လား ทอมาพี่ทายสิยามีพี่ยมาเปล่าเนี่ยนะพี่ทาไปเลยทายสียาเราเลิกพี่เอ้ยถ้าจะเลิกสิเนาะเธอจะบอกจะทำเป็นโลกามาแล้วพี่ออู้เป็นแบนสก้าตรงอยู่พี่ยอขอลีคอได้สิเลย A กับ B ปงซีชอบเป็นอะ D ดาวแล้วพี่อยู่จังลูกเขาไว้ไม่เห็นละมันบไปใช่ ကဲဒါဆိုအလစ်ဆက်မိမယ်နော်ပြောဆိုရေးသားသလိုအတိတ်ပဲတိုက်ရိုက်မထွက်ပဲတီချာအတိတ်ပဲထွက်တဲ့စကားကြောဘယ်စကားဖြစ်မလဲအတွင်ခွဲမြန်မာစကားလားဒလိတုံးစကားလားဘန်းစကားလားဆိုရိုးစကားလားဩဒါကတော့စီဘန်းစကားပေါ့ဆိုတော့နောက်ဆုံးတပုတ်အနေနဲ့မိရရင်နှုတ်တွင်လာခဲ့တဲ့ဘန်းစကားများတီနှုတ်မသစင် quên là tuần lễ, sau quên tuần chế là tập party. Okay, sau A, tu nghe đôi nè bé, B, xa C, xì D, mạng nhân tất cả. A, xa Hồ tạ bó. Kê, đi lâu xù yên, bán xa bó bó là bó mía, xử rệt tình khán giả tuệ. Revision lâu đá tốt tốt, lý ưu bí bí sống tạ bí thân mái đi nghe chân ổ. Hồ tê, Alice. ီနေ့ရဲ့ conversation လေးရနေ main point တွေရောတတိပြုစရာအချက်လေးတွေရောအမှတ်တရတတိပြုမိတော့ပြီကျွန်တော်အားလုံးကိုနှုတ်ဆက်ရမယ့်အချိန်ရောက်ပြီပေါ့နော်နှစ်ဆမှလည်းဒီတငယ်ချင်းအုပ်စုက Van Saga project လေးကိုအတူတူနိုင်ခဲ့တယ်လို့နှစ်ဆုံး project ကိုလည်းဒီ Van Saga အကြောင်းအရာလေးနဲ့ပဲပိတ်ပြီးတော့ခိုင်တို့ရဲ့ Chip Teacher MM3 ရဲ့ YouTube channel လေးမှာပဲဒီ video project လေးကိုအမှတ်တရအဖြစ်မြှုပ်နှံရင်အားလုံးကိုနှုတ်ဆက်လိုက်ရပါတယ်နော် 拜拜，拜拜，拜拜。遗留的有你家阿龙妹，但根据国内的分析结果，矿物质存在于大脑组织中，而微生物则主要分布在植物的根